ဘိုးတိုင်းနောက်ချမ်းမင်းလာမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးတော်လိုင်းရဲဘော်၄ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ20ရက်မနက်စောပိုင်းကစစ်အင်ချောင်းပေါက်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတောင်ပြတ်ကျွရကိုစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအများပြားတိုက်ဆုံခဲ့တယ်လို့တော်လိုင်းရဲဘော်တယောက်ကြာဆုံးခဲ့ရပါဗျ။အဲ့ဒီပြင်တိုက်ပွဲအတွင်းရဲဘော်၄ယောက်ဖမ်းဆီးခံခဲ့ရပြီးစစ်ကောင်စီတပ်ကညှဉ်းပန်းနှိပ်စက်ကပစ်တက်ခဲ့တဲ့အတွက် ရဲဘော်တွေရဲ့အလောင်းတွေကိုဂျွန်လ23ရက်မနက်ပိုင်းအထိကောက်ယူလို့မရသေးဘူးလို့တရားဝတိခရိုင်အမှတ်3တည်ရင်ရဲ့စစ်ကြောင်းမှုက DBB ကိုပြောပါတယ်။အဲဒီကကျွန်တော်တို့ကအင်အားမတားတော့ဘူးကြာ။အမှဒီကောင်ကြီးကလုံးဝတုံးရက်အကုန်ပိတ်ပြီးတော့အဲ့လိုလုပ်လိုက်တော့ကျွန်တော်တို့ဒီကောင်ကိုဖောက်ချွတ်ပြီးတော့တစ်ခွက်ရတော့ပြန်ဆောက်ရမယ်။အမှတစ်ခွက်ကျန်ရင်အဲ့ဆွဲရတယ်သူတို့အမှဒီကြီးကြီးကိုကွဲသွားပြီးတော့ ဟိုကျန်တဲ့လူတွေကတော့ဖောက်တဲ့လူစိတ်နိုင်ခဲ့လိုက်တယ်အမှအဲ့အခြေအမှ၄ရောက်တက်ကြံခဲ့လိုက်တယ်ပထမတစ်ခေါက်ဒရုန်းဝင်ပြီးတော့သူကဒီထောက်ထိုင်ပြီးတော့အဲ့လိုနှိမ့်ဆက်နေတဲ့ပုံကိုကျွန်တော်တွေ့ရတယ်တွေ့ပြီးတော့ကျွန်တော်တို့အဲ့ထပ်ကြည့်လာတယ်ဝင်ဖို့အဲ့လုံးဝဝင်လို့မရဘူးခဏလေးကြောင်နောက်တစ်ခေါက်လည်းဒရုန်းဝင်လိုက်တော့အမှသူတို့တက်လိုက်ပြီးဖြစ်နေတယ်အဲ့အနားမှာအကုန်လုံးဟိုကျွတ်ပြီးတော့ကျွန်တော်တို့သူတို့မိုင်းဝင်ရရတဲ့ပုံနဲ့ကျန်ကြည့်လိုက်တော့အမှသူတို့တက်ခဲ့ပြီးတော့ဟိုကျွန်တော်တို့တာလဘတ်အုပ်ခဲ့တဲ့ပုံမှာရှိတယ် တိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့တော်လန်ရဲဘော်တွေဟာတာယာရီခရိုင်အမှတ်သုံးတက်ရင်၃ချစ်၃၃ကရဲဘော်၄ယောက်နဲ့၃ခွ၃၁တက်ခွဲ၅ကရဲဘော်တွေဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ကတိုက်ပွဲနီးကခြေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတောင်ပြောက်ရွာကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဘာမှတန်းထိုးပြီးတော့တော်ရမဆုံးနေကြတာဘုံတော်ရမတွေပဲဒီပါတယ်အရင်ဟာဒီတဲဝါရဘူးရေကတော့အိပ်ပြန်မြန်ပြီးနေဆိုင်ကလေးနဲ့ပြန်ပြန်တဲကြတယ်လေဒီမှာတော့ဒီကိုယ်ဆောင်မှဖြစ်နေသူကမလည်းမကြည့်ရဘူးဘယ်ကောင်မှ အော်မရှိမလားသူမရှိမလားတရားမလို့ရလို့ဘာမှမကြည့်လို့တရင်မရဘူးလေပိုရတဲ့တော့လည်းမှဆိုတော့ပြစ်နေတဲ့အတိုင်းပဲကြားရတာမရှိမဆက်ပြတာဟောတော့တော့ဘာဝါတယ်အမြဲတမ်းမတရားရှုပ်တယ်ဘာသာဘာသာလင်းကားတလောက်ဘာဝါတယ်ဟောပါလေအင်းအင်းကောင်းနေတယ်ဒီနေ့ဇွန်လ23ရက်မနက်ပိုင်းမှာလဲမင်းလာမြို့နယ်ရန်ကုန်ပြည်ကားလမ်းအရှိတ်ကကျေးရွာတွေဖြစ်တဲ့တင်အိုင်ချောင်းပေါ့ဘိုးတထောင်ကန်းကောပင်နဲ့စားချောင်းကျေးရွာတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ် တပတ်ကျော်ကြာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်သူတွေရှိတဲ့ကျေးရွာတွေမှာဝင်ရောက်တဆွဲနေပြီးယာရီအတွင်းကြံခဲ့တဲ့ပြည်သူတွေကိုအပြင်ထွက်ခွင့်မပေးဘဲလူသားတိုင်းဖြစ်ထားရှိနေတယ်လို့သိရပါဗျ။လက်နဲ့ကြည့်ရင်တောက်လျှောက်ပြစ်တယ်မင်းညာလည်းတောက်လျှောက်ပြစ်တယ်မင်းတိုက်ဝဲတက်တဲ့အချိန်တော့လည်းတောက်လျှောက်ပြစ်တယ်ဇုံးနေလည်းချတယ်သူတို့အမှန်လက်ချပြင်လာတဲ့အဖွဲ့ဆိုတာမြေတခြားတင်းနှံပြရအဖွဲ့ဆိုတာမြေအထုံးဖွဲ့ရရောက်သူပြည်သူတွေကခုလုံးလုပ်တယ်အခုဆိုရင်လည်းဥလိုတာကလေးမှာသူတို့ပြည်သူတွေဖမ်းရတယ် အန်ဂျိုဖုန်းရောင်းနေမှာထည့်ထားတယ်ပေါ့တောင်ပြန်မှာတော့ပြည်သူမရှိဘူးထောက်ကျမ်းမှာဆိုရင်လည်းပြည်သူတွေလုံးဝအပြင်းပြင်းကြောက်အိမ်မှာပဲနေခိုင်းတယ်သူကပြည်သူတွေဈာထဲမှာနေနေတာပေါ့ကျွန်တော်တို့ကအလုပ်လုပ်ရတာကြောင့်နည်းနည်းခက်ပဲပြည်သူတွေဒိုင်းလောက်ပြီးတော့သူကအဲ့လိုနေနေကြလက်ရှိမှာရန်ကုန်ပြည်နယ်တခြားကိုစစ်ကောင်စီတပ်ကအင်အားတိုးချဲ့ထားကာကုန်ပစ္စည်းတည်ယူမှုနဲ့လူသွားလာတွေကိုကန့်သတ်ထားပြီးကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။မင်းလာမြို့နယ်ဆင်ရန်ချောင်းပေါက်ရွာကနေတခြားကျေးရွာတွေဘက်ဝင်လာတဲ့စစ်ကြောင်းကို ဇွန်လ16ရက်မနက်ပိုင်းမှာကာကွယ်ရေးတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ကအကျွရတွေကိုလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်နေတဲ့အတွက်ပြည်သူတွေတတိထားနေထိုင်ကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်ကျွန်တော်လေးမှာ you